မိုက်ပြီဆိုတဲ့ကောင်ကပညာသိပေးလို့မရအောင်မိုက်တဲ့ကောင်ရှိတယ်။ဆိုးတဲ့ကောင်ကလည်းပြင်ပေးလို့မရတော့ဆိုးတာရှိသူဆိုးစမိုက်။အမေဖေကလည်းပြင်လို့မရဘူးဆရာသမားတွေကလည်းပြင်လို့ရ။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်နော်ဘလောက်အမေမိဘကောင်ဆရာသမားကောင်တွေ့ပြီမဲ့လို့သူကဘယ်တော့မှကောင်းတဲ့ဘက်ကိုကြောင်းလဲမလာတဲ့သူဆိုးရရှိသေးတယ်လူဆုံးလူပိုင် အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးတော့ဆိုခင်းမွေရောက်မှနဲ့တူတယ်တဲ့ဒီကောင်ဟုတ်တယ်ပေါ့ခင်းမွေနေတဲ့ရောက်မှကြီးကဘယ်တော့မှရှင်လည်းလည်းပြောတာမရှိနတ်လည်းလည်းမပြောခါးတယ်လည်းမပြောအမြဲတမ်းသူရင်းအိုးမျိုးစုံသူမွေးနေရတဲ့ဒါနဲ့ချိုးချင်းငန်ဆက်ဆိုတာသူဘာတကူမှမသိနော်အမြဲတမ်းပေါင်းနေပြီပဲသူကမသိဘာလဟာလည်းပဲဘယ်လိုမိကောင်းဆွေကောင်း ဆရာကောင်းတမန်ကောင်းတွေနဲ့ပေါင်ပေါင်ဟင်းဝေရောက်လာကြည့်လိမ့်မယ်အကောင်းဆုံးဘာမှမသိဘူးတဲ့ပြင်လို့မရတဲ့လူစိုးလူတိုက်စွာရှိသေးတယ်ဒါကြောင့်မလို့မိမိတို့ကိုယ်တိုင်လူမိုက်ဆိုတာမဖြစ်ဖို့ပေါ့နော်လူမိုက်မဖြစ်ဘူးဆိုတာလူစိုးနဲ့ပဲဖြစ်အောင်အသိဉာဏ်နဲ့တက်မွေးရမြတ်စွာဘုရားကပညာစည်းဝေးစီဝိတမဟုတ်တဲ့ လူ့ဘဝရလာတယ်ဆိုလို့ရှိရင်အသိဉာဏ်နဲ့အတက်မွေးရမယ်လို့အသိဉာဏ်နဲ့အတက်မွေးတာဟာအကောင်းဆုံးပဲတရားရပါအကောင်းဆုံးအကြောင်းပြုစဉ်းစားဆင်ခြင်ပြီးတော့နေထိုင်ရမယ်ဒါကြောင့်မလို့တရားနာကြရတယ်ဆရာသမားတွေရဲ့အဆုံးအမကိုခံကြရတယ်စာပေကျမ်းစာတွေဖတ်ရှုကြရတယ်လေ့လာကြရတယ်ဆုံးဝဩဝါဒတွေနာယူကြရတယ်ဘာဖြစ်လို့လဲအခုလိုလူစိုးတို့လူပိုက်တို့ဘဝကလွတ်ကျွအောင်လို့ သူတို့ပြောတာเนาะအတိညာရှိလာလေလေလူမိုက်ဘွားကလွတ်လင်လေလူမိုက်ဘွားကလွတ်လင်လေဒီဆိုးဆိုတာမဖြစ်လာတော့ပေါ့လူဆိုးဆိုတာမဖြစ်လာတာဒီလောကမှာသူတွေကအဆိုးအကောင်းတို့အကျိုးအကြောင်းတို့နားမလဲတော့ဘူးဆိုလို့ရှိရင်လူဘွားရတဲ့အခါမှာဘာတွေနဲ့အုံချတတ်တယ်သူတွေက လူရဲ့စိတ်ဟာကာပတ္တမေရမတိမနောလို့ဆိုတဲ့အတိုင်းလူရဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေဆိုမှမွေးကြရောပြပတ်တယ်။ဥပမာဆိုတော့တရားနာလာဖို့ရနဲ့ပွဲကြည့်သွားဖို့ရပေါ့။ဒီနှစ်ခုပဲရှင်းကြည့်ပေါ့။ပွဲကြည့်သွားဖို့ကြတော့လည်းလည်းကိုယ်သွားနိုင်တယ်။ဘာလို့ရှိရှိစိတ်ကိုကလေဒါလူတိုင်းတော့မတူဘူးပေါ့။တပည့်တော်တို့ကတော့ပွဲမကြည့်အောင်ဘူးတရားဝယ်နာတာပါဆိုတဲ့လူတွေရှင်းမှာမို့။ဒါတော်တော်လေး ြုပြင်ထားလို့ကောင်းလာတဲ့သဘောကိုယ့်ကိုကျင့်တဲ့အားရမှာပဲနော်ကိုကိုကိုဒါဒီဘဝလည်းပြုပြင်ထားတာဟုတ်မှာဟုတ်ဘဝဘဝလာကြိုက်လာလို့နော်ကောင်းတဲ့စိတ်ဓာတ်တွေမွေးလာလို့ဒီလိုဖြစ်တယ်တမန်အပြင်ပြောရဆိုလို့ရှိရင်ပွကြည့်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်ပွကြည့်ဖို့ပဲစိတ်ပါဖို့ရှိတရားနာဖို့ဆိုအလွန်ခဲနေအလွန်ခဲနေ ဘာလို့ခရင်တာလဲလို့မေးလို့ရှိပါပတ်သမေကမတိမနောလူဘဝဆိုတော့လူရရဲ့စိတ်ဆိုတော့ဘာနဲ့ပဲပဲအကျင့်ကြီးပါလေပဲနဲ့လွယ်တယ်လေရေစုံနဲ့ရေစံဘယ်ဟာလွယ်တုံးဆိုလို့ရှိရေစုံကတော့လွယ်လွယ်လေးပဲသပါပြီးတက်ကလေးတင်ပြီးတော့လေပေါ်မှာထိုင်လိုက်သူကသူပြောတော့မှာရေစံတက်ကြတော့အဲ့လိုလုံးလုံးမရဘူးတက်တက်ချက်ရက်တက်တက်ချက်ရက်လို့မရဘူး ြတ်မျောသွားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားကောင်းတဲ့အလုပ်တွေဆိုတာရေဆံတဲ့အနာဒရံတူအမြဲတမ်းလှောက်ခတ်နေရအမြဲတမ်းကြိုးစားအထုတ်နေရကြိုးစားအထုတ်မှုမရှိဘဲနဲ့ဒုဗ္ဗတုတော့ဖြစ်မလာဘူးလို့ဒီလိုပြောတာနော်အဲလောကမှာလူရဲ့လို့ဖြစ်လာတဲ့အခါကျတော့အလွယ်လန်းကိုလိုက်ကြအပြော်လန်းကိုလိုက်ကြရေဆုံလန်းကိုလိုက်ကြရေဆံလန်းကိုမလိုက် ရာရကိုရှာကြတောင်မဲ့ရာကိုမစင်းတော့တောင်ရာစဉ်းစားပြီးလှုပ်တဲ့လူဆိုတာလက်တဆုပ်စာလေးရှိတာနော်တဘာမာလူဦးရေကြောင့်များစွာရှိတဲ့ထက်မဲ့စဉ်းစားကြည့်အနည်းငယ်လေးတင်ရှိတာအနည်းငယ်လေးပဲရှိတယ်အဲ့ဒီမှာလောကမှာလူဆိုတာကောင်းတာလည်းလုံးမိတာရှိတယ်မကောင်းတာလည်းလုံးမိတာရှိတယ်တန်တရာမှာ